ပုံမှန်အဖြစ်ကျွန်တော်လို့ပြောလိုက်တာနဲ့ကာကွယ်ရေးနဲ့စေးစရာကိုပဲပြင်းပြမိကြမှာပေါ့နော်ဒါပေမဲ့ပြုံပြီးတော့အခုရရှိနေတဲ့နေရာကတော့သမြစ်စာပေပညာဗဟိုဌာန Higher Education Center HEC မှာကျွန်မပြုလုပ်တဲ့သိပ္ပံနဲ့နီးပညာဖွံ့ဖြိုးတိုးတက်ရေး Conference CSTT ကိုရရှိနေရပဲဖြစ်ပါတယ်အဲဒီ CSTT Conference ကိုပေါ့နော်2016ခုနှစ်တည်းကနေကျင်းပလာတာအခုဆိုလို့ရှိရင်နော်ရှစ်ကြိမ်များရှိပြီပဲဖြစ်ပါတယ် ဒီ conference ကဘောနော်ဒီတက်မော်ရဲ့ဤပညာဆိုင်ရာအဲတွက်ခေါ်မှုတွေပြီးလို့ရှိရင်သူတွေတနာတွေကိုဘောနော်ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာကိုသိရှိနိုင်မဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်ဒီဘွဲမှာဘောနော်မြန်မာနိုင်ငံရဲ့အနာဂတ်နည်းပညာမှုမျိုးတွတ်တက်မှုအတွက်ဘောနော်ဒီအရေးပါရဲ့စစ်ဘတ်အရက်ဘတ်သုတေသနတွေကိုဘောနော်ရှာဖွေသွားမှာဖြစ်ပါတယ် CSTD conference ကိုပြုလုပ်ရရဲ့ချက်ကတော့သိပ္ပံနဲ့နည်းပညာနဲ့ပဲဝင်မှာဘဟုတုတာအတွေ့အကြုံနဲ့သုတေသနတွေ့ရှိချက်တွေကိုပြောင်းလဲဆွေးနွေးပူပါမယ်။ခမကြီးရဲ့ဝင်လာတော့ပညာရဲ့ဆိုင်ရာခဏမှုကချက်ချင်းခံစားရပါရဲ့။အခမ်းအနားစတင်ပါပြီ။အစ်စနစ်ပုဂ္ဂိုလ်ကြီးတက်ရောက်လာတဲ့မိန်းကစီစနစ်ကျနာပြီးတော့ခံညာလာပါရဲ့။ ။အော်ပထမဆုံးပြည်မေတို့ကိုစိတ်ဝင်စားစေတာကတော့ poster session ပဲဖြစ်ပါတယ်။ဒီပညာဆိုင်ရာသိပ္ပံတရင်အချက်အလက်ဤပညာစွာရည်နယ်ပဝင်ခြင်းစတဲ့သူတည်တနာနည်းပဲအမျိုးမျိုးကဆိုင်ရာနေပိုစတာတွေဒီ conference မှာတင်သွင်းဖတ်ကြားကြပါတယ် အာဒီကော့ဖန်ကပေါ့နော်ဒီတက်မော်ရဲ့ဒီစလနက်တီထွင်ဖန်နေနိုင်မှုအခန်းကဏ္ဍဒီမှာပေါ့နော်ဘလိုမျိုးဆက်ဆက်ပြီးတော့မှတက်ရောက်မှုရှိနေလဲလို့တောက်တာမြင်မိလဲဟုတ်ကဲ့အာကျွန်တော်တို့ကဒီစိပစ်ဆိုင်ရာနည်းပညာတွေပြောရတဲ့ခါမှာပေါ့လေစိပစ်ဆိုင်ရာနည်းပညာတွေကလည်းအရပ်ပစ်ဆိုင်ရာနည်းပညာတွေကိုအကျိုးပြုသွားရတာလည်းရှိပါတယ်ကျွန်တော်ဒါဥပမာလေးတစ်ချို့ကိုကျွန်တော်ပြောချင်ပါတယ်နော်ဒါကျွန်တော်တို့ကဒါစိပစ်ဆိုင်ရာနည်းပညာပြုတိုးတက်မှုကအရပ်ပစ်ကိုဘလိုအကျိုးပြုကြလဲဆိုတော့ကျွန်တော်ဥပမာလေးတစ်ချို့နဲ့ကျွန်တော်ပြောချင်တယ်နော်ပထမအဦးကကျွန်တော်အားလုံးဒီဖုန်းနေမှာလည်းအကုန်လုံးသုံးနေတဲ့ GPS နဲ့ပေါ့နော် Global Positioning အဲ ်စနစ်အစနစ်ဖြစ်ပါဒါဒီအမေရိကန်ကဒီထင်ပြုလုပ်ခဲ့တဲ့စနစ်ဖြစ်ပါတကယ်တမ်းကျတော့ GPS ဆိုစတင်တည်ထွင်နေတဲ့ရည်ရွယ်ချက်ကတက်မလို့မှာအမေရိကန်တက်မလို့မှာပေါ့နော်ဒါကခြေရာကန်စနစ်ကိုအသုံးပြုဖို့အတွက်ဆိုပြီးမှစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်စစ်ဖက်တပ်ကရည်ရွယ်ခဲ့ပြီးတော့မှနောက်တစ်ခါပြေကျွန်တော်တို့ကလူသားတွေအားလုံးလက်လမ်းမြင်နေရအောင်ကျွန်တော်တို့ဒါဆိုမရှိမဖြစ်အသုံးပြုနေရအောင်ရောက်ရှိလာတာဖြစ်ပါ GPS ဆိုပါထုံးနေတူဆိုတာပဲအင်တာနက်ပေါ့နော်ကျွန်တော်အားလုံးသိရဲ့အင်တာနက်ဆိုတဲ့ကိစ္စပေါ့နော်ဒါဒါတွေဒီ တောင်ကွာ60ပြည်လုံးကဘုံကအမေရိကန်အမေရိကန်ကာဝေးဝင်ထဏာနေပြီးတော့ဒီစနစ်ကိုစတင်ပြီးတော့မှတီထွေသုံးမျိုးရဖြစ်ပါတော့အခုတော့ကျွန်တော်တို့ကကျွန်တော်တို့ကလူတိုင်းနော်နေစဉ်ပွားမှာမရှိမဖြစ်အာအသုံးပြုလို့ရတယ်ပေါ့နော်နေပညာတစ်ခုပြဖြစ်လာဆိုတော့ပြရမှာဖြစ်ပါတယ် အဲနောက်ပြီးတော့တတိယတစ်ချက်ကတော့တတိယဥပမာတစ်ခုကတော့ဒါကဟိုကျွန်တော်ရင်းကိုသမိုးတွေမှာကျွန်တော်ကဒီရန်ကူးရင်းကိုသမိုးတွေချေရခံမှုဆိုစုံနာစနစ်ဆိုတာရှိပါတယ်။အဲဒီစနစ်ကလည်းဒါစစ်ဘက်မှာသုံးမှုစပြီးတခြားနေရာဖြစ်ပါတယ်။ဒါပေမဲ့ဒီစနစ်ကိုရဲ့ဟိုအခြေခံပြီးတော့ကျွန်တော်စေးပညာမှာအထရာဆောင်ဆိုတဲ့နည်းပညာပေါ်လာတာဖြစ်ပါတယ်။အထရာဆောင်ဆိုတာကတော့ဒီပြခန္ဓာကိုယ်ရင်းမှာရှိတဲ့ကျွန်တော်ကျွန်တော်တို့ကကိုရင်းအင်္ဂါတွေကိုပုံရိပ်ပေါ်ကြည့်ဖို့ဆိုတော့ imaging technology တွေဖြစ်ပါတယ်။ဒါတွေဒီလေဒါစစ်ဘက်ကနေပြီးတော့မှနာစတင်ဖြစ်ပေါ်လာတဲ့ဒါပေါ့နော်။နည်းပညာရဲ့ခြေရခံလာတဲ့နည်းပညာတွေဖြစ်ပါတယ်။အဲဒီတော့ဒါစစ်ဘက်ဆိုင်နည်းပညာ ာတွေဒီလူလောကကိုလည်းအကျိုးပြုဆိုတာတွေ့ရမှာဖြစ်ပါအဲ့တော့ကျွန်တော်ပြောရရင်တော့ဒါစိပ္ပဇံဒီပညာတွေဒီဒါတစ်ဖက်ရန်သူကိုနော်တိုက်တင်းကြီးပစ္စည်းရောတိုက်ခိုက်ဖြစ်စည်းတာဒီမကပဲလူသားတွေအဲ့လေအကျိုးပြုစေတဲ့ဒီပညာတွေကိုလည်းရွှေနိုင်ဆိုတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဆက်ဖြစ်ပါအဲ့တော့ကျွန်တော်တို့ကတတ်မှတ်အတွက်စိပ္ပဇံဒီပညာတွေကနော်ဘာလို့ရေးကြည့်လဲရေးကြည့်တာပေါ့ကျွန်တော်တို့က ဟိုကျွန်တော်ဟိုတက်မော်သားတွေမှာဒါလက်လက်ကောင်းကောင်းမရှိဘဲနဲ့တော့ရတစ်ဖက်ရန်သူဘလို့ချေမုံမှာဟုတ်တယ်မလားဒီကွေးဆိုရင်အရင်တော့ဆိုရင်ကျွန်တော်တို့ကဟာလာရှေးဟိုကာလောက်ကြည့်မယ်ဆိုရင်ဒါဒုတ်သားတွေနဲ့ဟာလာအရင်တော့ဆိုရင်ဒါကြောက်လက်နဲ့တွေတော့တုံးပြီးမှာတိုက်ခိုက်ရပွားနေပြီးတော့မှရန်နေပေါ်လာပြီးတော့မှနော်ရန်ကိုတုံးပြီးတဲ့တနက်တွေအမြောက်ပြီးစနစ်တွေပေါ်လာတယ်နောက်ပိုင်းမှာကျွန်တော်ကျွန်တော်တို့ကပို့ပြီးတော့ဖြစ်မိလာတဲ့အချိန်မှာနော်ဆက်တနက်တွေဟာလာကျွန်တော်တို့ကဒုံးမြန်မြေလေးညံနေပေါ်လာတယ်ပေါ့နော်အခုဆိုရင်ဒါတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကဟာလာဒီကျွန်တော်ရေပြင်မြေပြင်ဝေဟင်မှာလက်နဲ့ဘောင်းစုံကမကပဲနဲ့အာဂတာတွေအထိ ပါ space ထိပါကျွန်တော်တို့ကနေဟိုချဲ့ပြီးတော့မှာเนาะဒီ space ဆိုရဲ domain ကိုပါဟာလာကျွန်တော်တို့ဒီဟိုပေါ့เนาะကျွန်တော်တို့ဒီအသုံးပြုဖို့အတွက်ဒါကျူးစားလာဆိုတော့ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဟိုသူ American မှာ American နိုင်ငံမှာဆိုတော့ဒါ concept တစ်ခုရှိတယ်ဟို GMGC လို့ခေါ်တာဒါကျွန်တော်တို့ဒီဟိုကူးတွဲစစ်စင်ရဲ့သဘောတရားတရားရှိပါတယ်ဒါတွေဒီ global common လို့ခေါ်တဲ့အခြေပြင်ဝေဟင်ဝေအမေရိကအာဂါဒါကိုပါเนาะကျွန်တော်တို့ကပိုင်းဆိုးပြီးတော့မှာအဲ့ရနေစနစ်ကိုအဲ့အာဂါဒါတွေကနေမှာတစ်စင်ပေါ့တိုက်ခိုက်ဖြစ်စီဘူးဆိုပြီးတော့မှာအာပေါ့ရန်ကုန်တိုက်ခိုက်ဖြစ်စီဘူးဆိုပြီးတော့လောက်ဆောင်နေ တွေရှိပါတယ်။ဒီတော့ဆိုရင် American Thunder Ring လက်ထက်မှာနော် Star Wars ဆိုတဲ့ဘောနော်ဟိုကျွန်တော်တို့ဒီ project ကြီးတစ်ခုရှိခဲ့ပြီပေါ့။ဒါတော့မအောင်ဘူး။အခုဆိုရင်လည်းကျွန်တော်တို့ရဲ့အာအင်ဂျင်နီယာနိုင်ငံပြည်တရုတ်နိုင်ငံမှာလည်း satellite ကိုဖြည့်ဆည်းနိုင်နေလား။ anti-satellite နည်းပညာတွေနဲ့ဒုံးမြင်တွေလည်းပိုင်ဆိုင်လာတာဖြစ်ပါတယ်။အဲ့တော့ဟိုဟိုနည်းစက်ပဲနည်းပညာတွေကအရှိန်အဟုန်နဲ့အလင်းမြန်တိုးတက်ပြောင်းလဲနေရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မဖြစ်မနေသူ့နေသားပြီးတော့မှဖြစ်ပါတယ်။ကျွန်တော်တက်မလို့ဒီအဲ့လိုပါပဲ။အဲ့ဒါကျွန်တော်အားလုံးသိတယ်။ တက်ဘလိုသားကြီးကောင်းဆန်နေတဲ့ကျွန်တော်တို့ကလက်နက်ငယ်စနစ်ပေါ့လေဒီစနစ်စနစ်မီတန်ကုန်မှာပဲတီထွင်ဖန်ပြီးပြုလုပ်ပြီးတော့ကိုင်ပြီးအဲသုံးဆွဲနေတဲ့ဒါလက်နက်ငယ်စနစ်တွေဖြစ်ပါတယ်ဒါပေမဲ့တခြားလက်နက်စနစ်တွေလည်းအများကြီးရှိတယ်ပေါ့နော်ပြည်တွင်းမှာထုတ်တဲ့လက်နက်စနစ်တွေဆိုတော့ကျွန်တော်တို့ဟာတက်ဘလိုနေလို့စေးပြခန္ဓာကြီးဒီမှာလည်းကျွန်တော်တို့အာတွေ့ရမှာပဲဖြစ်ပါတော့အတွက်လိုက်ပြီးတော့မီလောင်ကစနစ်တွေဟုတ်လားဒါတွေဒီလည်းအဲသူသိပ်ဒီကျွန်တော်တို့တိပ်ပန်နေဒီပညာသူမြင်တာနဲ့ပုံပြတော့မရှိဘဲနဲ့ဒါဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အာဆိုတော့ဒီဟာဒီလိုမျိုး conference ကြီးကျွန်တော်ကြာအပြင်အာဒီလိုမျိုးတီထွင်ဟိုစစ်ပဆိုင်ရဟို ါပေါ့ကျွန်တော်တို့ကလည်းနဲ့ပစ္စည်းကူရာတွေအတွက်အဲ့တော့သူရေသနာအာရလာကောင်းနေလို့ဒါကဘောနော်ဟိုတက်မော်သားရင်းနေနဲ့ဟိုတို့နိုင်မှာဖြစ်ပါတယ်အဲ့ရတစ်စင်ကျွန်တော်တို့ကဟလာ ကျွန်တော်တို့ဒီဟိုမြူးမီတက်မလို့လည်းခင်မိတဲ့နီးပညာနဲ့လည်းနဲ့စနစ်တွေကိုလည်းပို့ပြီးတော့မှတိကျဗန်နဲ့မှာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်ဥပမာလေးတစ်ခုပြောချင်တာကတော့ကျွန်တော် ပြီးခဲ့တဲ့လပိုင်းပြီးမှာပေါ့။ဒါတရုတ်နိုင်ငံမှာရှိခဲ့တာကဖူဒန်တက္ကသိုလ်ပေါင်းဝင်ကျွန်တော်ဝူဟန်တက္ကသိုလ်ပေါင်းဝင်ပေါ့နော်။နောက်ပြီးတော့မှ HID လို့ခေါ်တဲ့ Harbin Institute of Technology ပေါင်းဝင်တရုတ်နိုင်ငံရဲ့ခင်မိထိတ်တန်းတက္ကသိုလ်ကြီးကျွန်တော်ရောက်လေ့လာခဲ့ပူပါမယ်။အဲဒီမှာလည်းတိတ်ပန်တဲ့သူနီးပညာဆိုင်သူနေသားပြုလုပ်တာတွေလည်းကျွန်တော်အများကြီးတွေ့ခဲ့တယ်။အဲ့မှာသူဦးကြီးရဲ့တစ်ခုကတော့တက္ကသိုလ်မှာရှိတဲ့သူနေသားဌာနတွေက ော်ဟာဆောက်ကျွန်တော်တို့သူရဲ့နိုင်ပြုလုပ်တယ်နိုင်ငံတကာလူလူဝဲလူဝဲတဲ့ပစ္စည်းတွေကိုဟလာချိတ်နိုင်ငံတော်ကြီးရလေးရမုံရရှိသလိုပဲလူဝဲတဲ့ပစ္စည်းတွေထုတ်လုပ်ဖို့ဆိုရင်အတူနိုင်ငံမှာရှိရတာကသက်ဆိုင်ဒီပညာကုမ္ပဏီတွေကိုပန်းနံပြီးတော့မှသူတို့စိတ်ချလူဝဲတဲ့ဒီဇိုင်းကို သူ့ရဲ့နာပြီးတဲ့ဟိုတော့ထုတ်ဝေဖိုင်းလာရတယ်ဒါတွေ့ရပါတယ်။ကျွန်တော်တို့ကတော့မျိုးအတွေ့အယူပါအတူအတူရအောင်ဖြစ်ပါတယ်။ဒီနေ့တက်ကူတက်ကူတွေဒီတော့ကျွန်တော်တို့ကအဖက်ကနေပညာဆိုင်ရာ institution တွေနေပညာဆိုင်ရာဟိုကုမ္ပဏီနဲ့တော့ချိတ်ဆက်ပြီးတော့မှာပေါ့နော်။မိမိတို့ရဲ့သူ့ရဲ့နာတွေပုံပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုအပ်ပါတယ်။ကိုနည်းတူတာပဲတက်မလို့မှာလေအသိပ္ပံနေနေပညာဆိုင်ရာသူ့ရဲ့နာဌာနတွေလည်းရှိပါတယ်ပေါ့နော်။ဒါတက်ကူတွေနဲ့အပြန်အလှန်ချိတ်ဆက်ခြင်းအားဖြင့်ကျွန်တော်တို့မှာပုံပြီးတော့မှာခင်မီတဲ့အာ learning စနစ်တွေစိတ်ပစ္စည်းဆိုင်ရာနေပညာတွေကျွန်တော်တို့က အာဒီတွင်အာဖန်တီးနိုင်တယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်အခုလိုဖြေကြားပေးတဲ့ကျေးဇူးများကြီးတင်ပါရဲ့ဒေါက်တာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဒီဘက်ကို2016ခုနှစ်ကတည်းကစတင်ကျင်းပခဲ့ပြီးတော့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ဒီပညာနဲ့ပတ်သက်ပြီးတော့ပြည်တွင်းမှာရှိတဲ့ပညာရှင်တွေနဲ့နိုင်ငံတကာကကျွမ်းကျင်တဲ့သူတွေအတူတကွပညာဖလဲဆွေးနွေးနိုင်မှုပါဒီနေ့မှာဘယ်လိုမျိုးစမ်းသပ်တည်ထောင်မှုတွေပေါင်းလာမလဲဆိုတာကိုလည်းကြည့်ကြရအောင်ပါ So, do you have any suggestions uh, for the best ideas uh, for this conference? Uh, the best suggestion is to keep going. You're already doing very well, so please expanding the network and then continue what you already do best. What's the biggest difference between uh, this, this CSDD event and the conferences you attend at home? Uh, well, uh, normally the conference that I attend at home uh, are more uh, more disciplined, right? I mean, more people, more participants. Uh, yeah. So Mephalong University is an international university. We host a conference very often, yeah, but uh, normally, well, in in term of setting, it's about the same, but the the number of participants uh, more. Yeah, we have like. A, but i think this conference is quite successful right you have over 200 participants right that's great number yeah okay so thank you so much for your answer yes thank you ขอบคุณဒီ conference မှာတက္ကသိုလ်တက္ကသိုလ်တွေကဆရာတွေဘွဲ့လုံတန်းသားတန်းသားတွေအပြင်နိုင်ငံခြားတက္ကသိုလ်ကပါမောက်ခတွေကျွမ်းကျင်ပညာရှင်တွေလည်းပါဝင်တက်ရောက်ကြပါတယ်မင်္ဂလာပါအဲမင်္ဂလာပါခင်ဗျာကိုကိုအရင်ဆုံးဆက်ပေးပါဦးဟုတ်ကျွန်တော်တော့ဗိုလ်မှူးဆီအောင်ပါကျွန်တော် တော်တော်ဆိုင်ရဲ့ Tom State University မှာတက်နေပါခင်ဗျာကျွန်တော်ရုရှားနိုင်ငံရုရှားနဲ့မြန်မာရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကုညီဆောင်ရွက်ပေးနေတဲ့သူတစ်ယောက်ပါရုရှားနဲ့မြန်မာရဲ့ကုညီဆောင်ရွက်ပေးပညာရေးနဲ့ပတ်သက်ပြီးတော့ MOU ထိုးတာလေကျွန်တော်ရန်ကုန်တက္ကသိုလ်မှာလေလောက်တာလေရန်ကုန်ချိန်ပိုင်းတက္ကသိုလ်မှာလောက်တာလေရန်ကုန်နောက်ပိုင်းနေပညာတက္ကသိုလ်ကျွန်တော်စစ်တက္ကသိုလ်အကောတက္ကသိုလ်တော်မြန်မာလဲကျွန်တော်ပညာရေးနှင်းတော်ဖလော်ပြီးတော့လောက်ဆောင်တာလည်းရရှိပါတယ်ခင်ဗျာဟုတ် ခုဘုံမောပေါ့နော်ဒီရုရှားမှာကျောင်းတဲ့နေမှာဒီလာပြီးတော့စာတမ်းဖတ်တယ်လို့သိရတယ်ဟုတ်ကဲ့ဒီလိုမျိုးလာပြီးတော့ဖတ်ပြပုံတွေလည်းပြပြပေးပါဦးဟုတ်ကျွန်တော်တော့အဓိကနေပညာနဲ့ပတ်သက်ပြီးတော့ပံ့ပိုးနေလေလူဖြစ်တဲ့အတွက်ကျွန်တော်ဒီပညာကိုကျွန်တော်ရဲ့လက်ထောက်လောက်ထားတဲ့ reset တွေကိုပြသခြင်းနဲ့ဒီတက်မတော်မှာတကယ်ကိုလိုအပ်နေတဲ့ drone နည်းပညာနဲ့ပတ်သက်တဲ့ဟောစာတော့ကျွန်တော်ပို့ပြီးတော့ patch အာ patch နဲ့အတွက်ကြောင့်ပို့ပြီးတော့ကျွန်တော်စူးစမ်းပြီးတော့ တော့လာပြီးတော့တက်ရောက်ခဲ့တာပါခင်ဗျာကျွန်တော်ရဲ့ပညာရှင်တွေပါခေါ်လာခဲ့ပြီးတော့ဟုတ်ပုံမအသေးစိတ်တဲ့သူတည်တနာတွေကိုတော့အခန်းကဏ္ဍလိုက်ခွဲထားတဲ့စာရန်ဖတ်ကြားခန်းတွေမှာတင်ပြကြပါတယ်စာရန်စောင်ကိုဖတ်ကြားဖို့အချိန်သတ်မှတ်ထားပြီးတော့မိကုန်းတွေမြင်မြန်ဆွေးနွေးနိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အိုင်အားအခြေခံဟောရက်ကကြေးရင်းနာပါရီဆော့ဘူးတီယက်တတ်တွန်စတေ့ယူနီဗာစီတီရဲ့အိုင်အားအခြေခံတွန်စကတော့ကျွန်တော်တို့တွန်စတေ့ယူနီဗာစီတီကတော့ဟိုမှာပေါ့ရုရှားနိုင်ငံမှာအဆင့်ကြီးရှိပါတယ်ပညာရေးနဲ့ပတ်သက်ပြီး Uh, Minglava, uh, uh, I would like to ask you some questions. Uh, uh, the, uh, the first one is, uh, what's your initial impression moment from the CSDD opening ceremony and how does it feel to be here? I was really impressed by the ceremony itself and by the people because this is the first time I'm in, in Myanmar and the first time I'm participating in uh, such an important event and I feel uh, that uh, Town State University is part of this uh, conference. And I'm sure that in the future we can collaborate very strongly with the academy and make generous and prospective results together. Uh, is Nyamora weather and go uh, food good for you? Well, it is different, <laughs> but it is very tasty, and people are very generous and hospitable. They serve a lot of food, so we are plus five kilos, I think. I will come back home. <laughs> Uh, my name is um, Andrew Mitchell, um, and I've spent about half my professional geological life in Myanmar. I first worked here in uh, 1970 and coming back many times since. So, uh, from your country's experience, uh, uh, what key lessons, uh, uh, do's and don'ts, uh, could Myanmar apply to its uh, science and technology sector? Um, to the whole science and technology, well, I, 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 I wouldn't really like to say too much about science and technology in general. It's, it's, it's too big a field, yeah. but uh, you, you certainly need to spend quite a proportion of the national income on, on science and technology, not to be so as not to be left behind. And uh, uh, it's encouraging that you have this this conference anyway that, that uh, shows some of the things that are being done. Um, Myanmar has a long history of being a big producer of minerals, and um, it, it if that in minerals industry develops further here, it, it, it could be a, a, large income earner for Myanmar. It still has a lot of, lot of potential. Not everything has been found. ဝေးစုရရလို့သိရရပေါ့နော်။ဘာစုရရလဲပြပြပေးပါဦး။ဟုတ်ကဲ့။ဒီခုနေ့ကျင်းပတဲ့ conference ကိုစိုင်းရတဲ့တော်တော်2025ပေါ့နော်။ဒီပွဲမှာကျွန်တော်တို့ engineering န္ဓာဘက်မှာအကောင်းဆုံးပူဆောင်ဆုရရှိခဲ့တာဖြစ်ပါတယ်။ပြီးပါဆုရခဲ့လဲပြည်သက်တွေတရားတစ်ချက်လောက်ပြပြပေးပါဦး။ဆိုင်းယပူဆောင်ဆက်ရှင်မှာအကောင်းဆုံးပူဆောင်ဆုရရှိခဲ့ပါတယ်ရှင်။ဒီလိုဆုရဖို့အတွက်ဘယ်လိုမျိုးစ조사ခဲ့ရလဲ။ဟုတ်ဒီကျွန်တော်တို့ကအခုလောဆယ်ပေါ့နော်ဒီသုဒ္ဓနာကန္ဓာမှာတော့ဒီကျွန်တော်တို့ဒီဟိုလက်ရှိတော့ဒီ VL ဝမှာပေါ့နော်လိုအပ်ချက်တွေကိုကျွန်တော်တို့ကလေ့လာခဲ့ရပေါ့နော်။အဲ့ဒီကတော့ program statement ပေါ့ဒီဘာပြဿနာတွေဖြစ်ရှင်းဖို့လိုလဲကိုကျွန်တော်ကရှာဖွေပြီးတော့ဒီကိုယ့်ရဲ့လူဖွဲ့စည်းအတွက်လိုအပ်တဲ့ကဏ္ဍရေးစည်းလို့ဒါဟိုရှာဖွေခဲ့ရတာပေါ့နော်အဲ့ဒီအတွက်ဒီ promise statement တော့ကျွန်တော်တို့ဒါ ခက်ခဲရှာဖွေခဲ့ရခဲ့အဲနေစဉ်လိလာတွေ့ရှိချက်တွေအရဒီပေါ်ကိုလုတ်ထားတဲ့ result တခုမှာအဲဘာတွေကိုထပ်ဖြည့်ရမယ်ပြီးလို့ရှင်တကယ်လက်တွေ့မှာပေါ့အသုံးချနိုင်မဲ့ application ဖြစ်နေဘာတွေကိုထပ်ပြီးထွင်လို့ရမလဲဆိုတာအဲ့ဒါအကြီးမားဆုံးဆုံးအာစကားပြောပါဦးခေါင်းဖြည့်ဆိုပေးတဲ့ကျေးဇူးများတင်ပါတယ်လုတ်ခေချာပေးတဲ့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါရှင်အဒီ CSTD conference ကိုအဘယ်လိုမျိုးလာရောက်ပြီးမှတက်ဖြစ်ခဲ့ရလဲတက်ဖြစ်ခဲ့တဲ့အကြောင်းရင်းပေါ့နော်အဲ့တော့အဓိကတော့တာပေါ့နော်အစကတော့တတပေါ့ အသားကကြတော့သူကငိုရဲကပဲဒီအထက်တန်းမအောင်ခင်ကလေးကပေါ့နော်အလေတန်းကလေးကဘောကဒီချောင်းကိုသူကရမ်းကိုဆေးအားထက်တန်းမှုရှိတယ်ပေါ့အဲ့တော့ဒီချက်အနေနဲ့ကကြတော့လေဟိုသူကသူဆေးအားထက်တန်းတဲ့နေရာဖြစ်တဲ့အတွက်ဒီချောင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစာကြည့်ဖြစ်တယ်ပေါ့နော်အများအားဒီချောင်းမှာဘာတွေဖြစ်ပျက်နေလဲဘာတွေလုပ်နေလဲပေါ့နော်ဘယ်လိုမျိုးတိုးတက်မှုတွေရှိကလေးအဲ့ဒါတွေအများအားလေ့လာဖြစ်တယ်ပေါ့လေ့လာပြတော့ဒီ website လေးကိုလည်းဖတ်ဖြစ်တယ်ပေါ့နော်ဒီဒီ conference က International Conference ကိုဒီနှစ်တိုင်းလုပ်တယ်ပေါ့နော်။အဲအရာလေးကိုလည်းဖတ်ဖြစ်တယ်။ဖတ်ဖြစ်တော့အဲ့ဒီမှာရှိတဲ့ဒီပေပါလေးတွေလည်းဒီချက်ဖတ်တော့ဒီ fee တွေကိုလည်းစိတ်ဝင်စားတယ်ပေါ့နော်။ကိုကိုတိုင်းကလည်းသူတည်တနာကိုစိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက်ဒီဟာကိုလာဖတ်ဖြစ်တာပါ။စပတ်အရပါပရှင်ပြည်ပပညာရှင်တွေပေါင်းစပ်ပြီးမှဒီ collaboration လုပ်ထားတဲ့ဒီ conference ကိုတက်ရောက်ရတဲ့အခါမှာပေါ့နော်ကိုယ်အနေနဲ့ဘယ်လိုမျိုးထူးခြားတဲ့အတွေ့အကြုံတွေရရှိခဲ့လဲ တွေ့ကြုံနေအကျိုးကျေးဇူးတွေတော့အများကြီးရတယ်ပေါ့နော်အာကိုနဲ့ feel တူတဲ့သူတွေလည်းပါတယ်ပေါ့နော်ဒီကနေပြီးတော့ဒီ local ရော international ပေါ့ expatriate ပေါ့သူတို့ရဲ့အတွေ့အမြင်တွေကိုအများကြီးသိခွင့်လေ့လာခွင့်ရတယ်ဒါကြောင့်မို့ဒါဟာဒီ conference ကအရန်ကိုဟိုကောင်းနေပေါ့နော်တက်တဲ့နဲ့ conference လည်းဖြစ်တယ်နောက်ဒီကနေပြီးတော့ဒီ teacher တို့ရဲ့ဒီ professional development အတွက်အများကြီးအထောက်အကူဖြစ်တဲ့ conference ဖြစ်တယ်လို့ပြောချင်ပါတယ် ့လည်းမှာတော့ဒါခန္ဓာလိုက်ဆာရက်ဖက်ပွဲရာစတင်ပါပြီအဲ့တော့ပြုံပြိုလဲပေါ့နော်ဆေးဝင်စားစရာအကောင်းဆုံးဆာရက်တွေကိုလိုင်းလံကြည့်ရှုပြီးတော့မှလေ့လာတော့ပါမယ်အဲ့တော့ဒုတိယနေ့မှာဘာရဆက်ရှိအောင်လဲဘာရဆက်ဖြစ်အောင်လဲဆိုတာကိုဆက်ဆက်ဆောင်ရကြည့်ရှုပေးကြပါအောင်နော်အားလုံးတက်ကြအားစုရခဲ့တယ် ကြတယ်ပါတယ်ညီမလေးအေးစေးစွေးနေတဲ့ချာဆိုโอเคဟေးဝ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 ေးနားထောင်